ရေနဲ့ထမင်းမဝင်တော့တဲ့အခြေအနေကိုရောက်နေပြီးစေယုံမှာကုသနေရတဲ့စွမ်းစာနီပါလုံးမဲမင်္ဂလာပါဗမိစနောင်းကနေချုပ်ဆိုလိုက်ပါတယ် ဇမင်းသားဆွမ်းစာနီကအသက်30ကျော်အရွယ်သားရှိသေးပေမဲ့လက်ရှိမှာတော့ကျန်းမာရေးကြောင့်အနားယူနေရပါတယ်။ရေနဲ့ထမင်းကလွယ်ပြီးဘာမှမစားတော့တော့ပဲအရန်လိမ်မာသွားပြီဆိုတဲ့ဆွမ်းကအခုတော့ရေနဲ့ထမင်းကိုတော့မစားနိုင်တော့ပါဘူး။ဒီရပိုင်းမှာဆွမ်းကပွဲတွေဇက်တိုက်များပြီးပင်ပန်းလာကြောင်းဆင်းုံတင်လိုက်ရတဲ့သတင်းထွက်ပေါ်လာခဲ့ပါတယ်။အလုတ်တွေရန်ကြိုးစားတဲ့ဆွမ်းကထမင်းမစားဖြစ်တာရန်အနေငယ်ကြားသွားပြီးအဆိုင်ရောက်သွားတဲ့အပြင်မုတ်ချိုအိတ်လည်းရောင်းနေပါတယ်။ဆွမ်းကဒီရပိုင်းမှာတော့အနားမယူပဲဇက်တိုက်ဖြောပြနေပြီးသူ့ရဲ့ပွဲတွေကလည်းစီစဉ်ပြီးသားဖြစ်နေ ေတာပေါင်းတမျိုးနဲ့တမျိုးကူပြီးတော့ဖျော်ပြနေတဲ့စွမ်းကကျမရေတော်မကောင်းတာကို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 သတိထားမိကြပါတယ်စွမ်းရဲ့တပည့်တွေကသူ့ကိုအရေးတကြီးကြီးနဲ့ကြည်ပေးနေပေမဲ့သူ့အချင်းတွေကတော့မတတ်တာလာခဲ့ပါဘူးအသေးကလည်းအရင်ကထပ်ပိုကြီးလာတာကြောင့်ဇင်းုံကိုရေပေါ်တင်ထားရသူဖြစ်ပါတယ်စွမ်းရဲ့ကျမရေကကောင်းလိုက်မကောင်းလိုက်ဖြစ်နေခဲ့ပြီးဒီနှစ်တည်းမှာအနေငယ်တတ်တာလာလို့အလုံးကဝမ်းသာနေတုံးမှာပဲဇင်းုံတင်လိုက်ရတာပါ စေယုံတက်နေတာတပတ်ခန့်ကြာပြီဖြစ်ကဘာဆဆပြန်ထွက်တဲ့အပြင်အစာရင်ကရေကိုတော့လက်မခံပါဘူး။ဒါကြောင့်စွမ်းကရေကိုဂွန်းလေးနဲ့စွပ်ပြီးတော့တောက်နေရတဲ့အကြောင်းဝေလင်းထက်ကပြောပြလာခဲ့ပါတယ်။ဝေလင်းထက်ကစွမ်းစာနီရဲ့တပည့်ဖြစ်ပြီးစွမ်းရဲ့ဘေးမှာစွမ်းကုန်ပြုစုနေတဲ့သူပါ။စွမ်းရဲ့ဝတ်ကြီးဝတ်ငယ်ကိုဘေးမှာပြုစုပေးနေပြီးစွမ်းကွယ်လွန်သွားတာမဟုတ်တဲ့အကြောင်းကိုလည်းပြန်လည်ဖြေရှင်းထားပါတယ်။ ပြန်လဲကောင်းမွန်လောင်းကုသနေစေဖြစ်ပြီးစွမ်းကိုတိုင်းပြန်လဲကျမ်းမာလောင်းမျောလင့်ထတာပေါ့စွမ်းကောင်းအောင်မြင်တဲ့အချိန်တုန်းကမူးစီတဲ့ရေတွေကိုနေ့စဉ်နေ့တိုင်းတောက်ခဲ့ပြီးတော့ပျော်တဲ့အရာတွေကိုလည်းသုံးခဲ့ပါတယ်နေရောညပါသုံးခဲ့ပြီးနောက်မှာတော့ကျမ်းမာရေကအရန်ထိခိုက်လာခဲ့တာပေါ့အရင်နောက်မှာဇမကဖြစ်တော့တာကြာပြီဖြစ်ပြီးငွေရည်လဲရောလိုက်ရပါတယ်အသက်ငယ်ငယ်မှာငွေဝင်ကောင်းနေရကနေကိုကိုကိုမထိန်နိုင်ဖြစ်ခဲ့တာကြောင့်ဆရာတွေကလည်းသူ့ကိုနှမျောနေကြတာပေါ့စွမ်းကိုပရိသတ်တွေကချစ်ပေမဲ့လည်းသူ့ကိုသူတော့မချစ်ဘူးလို့ပြောရတဲ့အထိစိတ်ကိုအလိုလိုက်ခဲ့ပါတယ် စေမကူသားတော်ဘူးလို့ဆုံးဖြတ်ပြီးမှပရိသတ်တွေကိုဂျေဆုဆက်ချနာကြောင်းစွမ်းကဒီနှစ်တည်းအတော်အတွင်းမှာတော့ပြန်ကခဲ့တာပါစွမ်းရဲ့ပောင်းကသွေးကြောပိတ်တာကြောင့်အချိန်တော်ကြာကုသနေခဲ့ရပြီးစင်ပေါ်မှာကပြီးတဲ့အခါပြန်မထနိုင်ပါဘူးဘေးနားမှာတစုံတယောက်ကတွဲထူပြီးမှသာစွမ်းကပြန်ထနိုင်တာပါစွမ်းဟာအသက်34နှစ်သာရှိသေးတာကြောင့်မြ мян ကျမ်းမာလာစေခြင်းကြပါတယ် ကျွန်တော်ရေနဲ့ထမင်းပဲဆိုတဲ့စွမ်းကအခုတော့ရေနဲ့ထမင်းတော့လက်မခံနိုင်တော့ပဲတေချာကုသနေရတာပါစွမ်းကမကြာခဏဆေးရုံတက်ရလေးရှိပြီးပေါင်သွေးချောပိတ်တာကိုလည်းကုသရအောင်မှဖြစ်ပါတယ်ကိုသားဖို့ဆိုရင်လည်းငွေကြေးအကုန်ကြတွေကများတာကြောင့်သူတက်နိုင်တဲ့လောက်ဇက်ကနေတာပေါ့။ဆွမ်းရဲ့ပြိသက်တွေကလည်းမင်းသားခေါင်းပေါင်းလေးနဲ့မြင်ရရင်တော်ပါပြီဆိုတဲ့အထိဆွမ်းကိုအားပေးကြတာပေါ့။ဒါကြောင့်ဆွမ်းကကားနိုင်တဲ့လောက်ကပြတဲ့လောက်တချင်းဆိုတဲ့အချိန်မှတောင်ထိုင်ပြီးတော့တည်ဆိုနေရပါတယ်။ ဆေးရုံမှာဈေးကူတနေရတဲ့စွမ်းကအရင်လိုမစိုးတော့ဘဲကြမ်းကြမ်းမမနေထိုင်တော့မှဖြစ်လို့ပရိသတ်တွေကညဉ့်ညင်သွားမှကိုလည်းစိုးရင်နေပါတယ်။အောင်မြင်မှုတန်ကိုမခံနိုင်တဲ့စွမ်းကအရွယ်ကောင်းမှအလုံးမလုံးနိုင်ပဲကြမ်းမာရေးထိခိုက်နေရလို့ပရိသတ်တွေကတော့ဆေးမကောင်းဖြစ်နေကြပါတယ်။စွမ်းရဲ့ဘေးမှာတေချာပြုစုပေးနေတဲ့ဝေလင်းထက်ကိုလည်းစွမ်းရဲ့ပရိသတ်တွေကကျေးဇူးတင်နေကြတာပါ။စွမ်းလည်းအမြန်ဆုံးနေကောင်းကြမ်းမာလာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။ ားအလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးเนาะနေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ